ကဘာကျော်စီခဲ့တဲ့မြမကစားသမားမမောင်လွင်ရဲ့တိကျသေးသက်လွန်းတဲ့အတွင်းကိုတကုံပရိသတ်များလုံးမဲမင်္ဂလာပေါင်းမာတပန် page ကနေကြိုဆိုလိုက်ပါတယ်မန်ချက်စတာယူနိုက်တက်တင်းနဲ့အာဆီယံအော်စတာအသင်းတို့ရဲ့ခြေစမ်းပွဲစဉ်ကတော့ပြီးဆုံးသွားခဲ့ပါပြီဒီပွဲစဉ်ကပြီးမှမှတ်ချက်မျိုးမျိုးထွက်ပေါ်ခဲ့ပြီးဒါတွေရဲ့နောက်ွယ်မှာတော့မြမလူမျိုးတွေကိုဂုံယူဝင်ကြွားစေခဲ့တဲ့မမောင်လွင်ရဲ့အကြောင်းကလည်းပြောဆမတ်တွင်စရာဖြစ်နေတာပေါ့ ခြေစမ်းပွဲလို့ဆိုပေမဲ့လည်းဂုံသိက္ခာပိုင်းအရ United အသင်းနေနဲ့စီနီယာကစားသမားအများစုကိုပွဲထွက်ကစားစေခဲ့တာကိုတွေ့ရပါတယ်။တစ်ဖက်ကအာဆီယံအကောင်းဆုံးအသင်းရဲ့ပွဲထွက်လူစည်းမှာဆိုရင်မြန်မာကစားသမားဖြစ်တဲ့မမောင်လွင်ရဲ့နာမည်ကပါဝင်လာခဲ့ခြင်းမရှိပါဘူး။ဒါကြောင့်မို့လို့လေမြန်မာပြည်သက်တွေအနေနဲ့အားမလို့အားမရဖြစ်ခဲ့ပြီးပွဲစဉ်ကိုစောင့်ကြည့်နေကြတာပေါ့ဒီလိုစောင့်ကြည့်နေကြတဲ့မြန်မာပြည်သူပြည်သားတွေရဲ့စိတ်ထဲမှာတော့ဒုတိယပိုင်းစပြီးဆိုရနဲ့ မြမကစားသမားမမောင်လွင်ကိုဝင်ရောက်ကစားစီပြီးဒီလိုဝင်ရောက်ကစားတဲ့အခါမှာလည်းမမောင်လွင်အနေနဲ့သွင်းကိုယ်တွေသွင်းယူနိုင်ဖို့ပဲဖြစ်ပါတယ်။မမောင်လွင်ပဝင်ကစားခြင်းမရှိတဲ့ပွဲချိန်မိနစ်တွေဟာမြမပရိသတ်တွေအတွက်ဝမ်းနည်းစေခဲ့တဲ့စွန့်ရလဲမှမပါဘူး။လက်ရှိမှာရလတ်တွေကကမောက်ကမဖြစ်နေတဲ့ဆိုပေမဲ့လည်း United အသင်းဆိုတာကတော့ကမ္ဘာကျော်အသင်းတစ်သင်းပဲဖြစ်ပါတယ်။ဒါကြောင့်မလို့ဒီလိုအသင်းနဲ့ရှင်ပြိုင်ကစားဖို့ဆိုတာကစားသမားတိုင်းလိုချင်နေတဲ့အခွင့်အရေးတရဖြစ်ပါတယ်။ဒီလိုအခွင့်အရေးအားမြမကစားသမားမမောင်လွင်ကိုရရှိစေချင်ခဲ့တာကမြမလူမျိုးရဲ့စာနာတရပါပဲ။ပထမပိုင်းမှာထင်သလုံ မဖြစ်ခဲ့ဘဲမမောင်လင်ကအရန်ခုံမှာပဲထိုင်ခဲ့ရတာပါပွဲစဉ်ကတော့တစ်ဖက်နဲ့တစ်ဖက်ဖိဖိစီစီကစားနေခဲ့တာကြောင့်ကြည်လို့အတော်ကောင်းမင်မဲ့လဲနှစ်ဖက်စလုံးကလိုအပ်နေတဲ့သွင်းကိုတွေကိုတော့ရှောက်ဖွေနိုင်ခဲ့ခြင်းမရှိပါဘူးဒီလိုနဲ့ပထမပိုင်းပြီးဆုံးခဲ့ပါတယ်ဒုတိယပိုင်းပြန်လည်စတင်တဲ့ခါမှလည်းလူစားလဲတဲ့အထက်မှာမမောင်လင်တယောက်ပဝင်လာခဲ့ခြင်းမရှိပြန်ပါဘူးဒီအချိန်မှာမြန်မာပြည်သက်တည်အနေနဲ့ဗီယက်နမ်နေပြကြီးကိုဒေါသပုံထားတဲ့သူတွေလည်းရှိခဲ့တာပါ ဒီလိုနဲ့ပွဲချိန်54မိနစ်အရောက်မှာတော့မြန်မာကစားသမားမမောင်လွင်ဟာလူစားဝင်ကစားသမားဖြစ်အခွင့်ရရခဲ့ပါတယ်။မိနစ်50ကျော်ပဲရှိသေးတာကြောင့်မိနစ်40ကျော်လောက်ကောင်းကောင်းကြီးကစားလို့ရတဲ့အချိန်အခါမျိုးမှာမြန်မာပရိသတ်တွေအနေနဲ့လည်းမမောင်လွင်တယောက်တစ်ခုခုလုပ်ပြဖို့အတွက်မျှော်လင့်ခဲ့ကြပါတယ်။ဝင်ရောက်ကစားတဲ့အချိန်မှစလို့မမောင်လွင်ဟာသူ့တာဝန်ကိုသူခြေပုံခဲ့ပြီးညချမ်းတလျှောက်ခြေဆွံပြခဲ့တာပါ ဒီလိုနဲ့ပွဲချိန်80မိနစ်ရောက်မှာတော့မမောင်လင်ကအသင်းဖော်ထိုးပေးလိုက်တဲ့ဘောလုံးကိုလူကျွန်းထောင်ချောက်အားအသာလေးဖောက်ထွက်ရင်းနဲ့ United အသင်းဘက်ကဦးဆောင်ကိုစတင်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ဒီဂိုးဟာကမ္ဘာကျော်သွားခဲ့တာပါ United နဲ့ရှင်ပြိုင်ကစားနေတဲ့အသင်းဖြစ်တာကြောင့်တကမ္ဘာလုံးကစောင့်ကြည့်နေခဲ့ပြီး ကဘာပေါ်ကအားကစားဌာနအသီးသီးရဲ့ကြော်ညာသူတွေအနေနဲ့လည်းမြမဆိုတဲ့စကလုံးကိုပါဇက်ဖြားကမချဘဲနဲ့ထူးချော်ပါနဲ့တဲ့မမောင်လွေရဲ့ကစားဟန်တွေကိုတဖန်တလဲလဲချီချူခဲ့ကြပါတယ်။ဒီချီချူတန်တွေဟာကဘာတဝန်းလုံးမှာပြန့်နှံ့သွားပြီးတော့မြမပရိသတ်တွေအတွက်လည်းအတော်လေးကျဉ်းနဲ့အားရခဲ့ရတာပါ။အဖွင့်ကိုကိုသွင်းယူခဲ့တဲ့မမောင်လွေကိုယ်တိုင်လည်းအများကြီးပျော်ရွှင်ခဲ့ရပြီးသူပျော်ရွှင်နေတာကိုကြည့်ပြီးပွဲကြီးပရိသတ်တွေလည်းချီးနှုံးမှုအပြည့်အဝရရှိခဲ့တာပါ။ အသင်းဖော်ထိုးပေးတဲ့ဘောလုံးကတိကျတယ်ဆိုပေမဲ့လူကျောင်းထောက်ချောက်ကိုအကောင်းဆုံးဖောက်ထွက်ရင်းနဲ့ဂေါတမရဲ့ညာဘက်ခြမ်းကိုတိကျတိသက်စွာသွင်းယူခဲ့တဲ့မမောင်လွင်ရဲ့အဆုံးသက်ကြီးကလည်းလက်ဖြားခါစရာကောင်းလောင်ကိုထူးချွန်ကောင်းမွန်နေခဲ့တာဖြစ်ပါတယ်။မမောင်လွင်ဟာမြမကစားသမားတွေအားလုံးရဲ့ကိုစားမြမအားကစားကိုကဘာကသိအောင်ပြသလိုက်တဲ့တိုးရီတော်ကစားသမားဖြစ်နေပါတယ်။ ပြန်တွေးမိတိုင်းချင်းနှုံးနေစေတဲ့ဒီလိုအခိုက်အတန့်မျိုးကိုဖန်တီးနိုင်ခဲ့တဲ့မမောင်လွင်တရားကိုလက်ရှိကစားသမားဘဝမှာအများကြီးတော်တက်အောင်မြင်ပါစေကြောင်းဆုတောင်းပေးလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလောက်ခတ်ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။